စစစစချင်းစစချင်းတော့ကွာဒီကစားပွဲရနေစပြီးဒီတခြင်းဆိုတဲ့အချိန်မှာ back comments နေတဲ့အချိန်မှာအရင်တော့စိတ်ထိတယ်ကွာ create ဖြစ်ဖို့ကနံပါတ်1အာဘယ်သူကဒါလို့မျိုးငါဒါအောင်လဲလွတ်မယ်အဲ့အဲ့လိုမျိုးကတော့ဒါရှိတော့ရှိတယ်ဒါပေမဲ့အငြင်းတော့မဟုတ်ဘူးနော်ကိုယ့်ရဲ့ယုံကြည်မှုရယ်ကိုကပြမယ်ညထိုးဆိုရဲဒီကိုမြင်ရဒီ public figure ကပျောက်သွားပြီးတော့ဒီ မြန်နိုးဆုံးမင်းကိုပြောမယ် I love you I need you ဆိုတော့ငါကလည်းပြောဖို့ရစတာတော့ခဏနော်အခုဒီစားရဲကျွန်တော်ရှင်ကိုနောက်ဆုံးထပ်ပါတစ်စီးတစ်ခုရအောင်ကျွန်တော်ညံပေးရမယ်ဆိုလို့ရှိရင်တော့အမြဲတမ်းဟိုရဲ့ viewers ကြီးပေါ့နော်ဒီတိုင်းကွာဒါကောင်းတဲ့ဒါတော့ဆိုပြီးတော့ကျွန်တော်ညာခက် started to think that i have lost all feeling အဲ့ဒါကဒီမှာကိုယ့်ရဲ့ viewers ကြီးညာရအောင် ီဒီ data သုံးလို့ရှိရင်ကိုယ်တက်ပါတကယ်တကယ်ကောင်းတဲ့ဟာပဲကျွန်တော်မြင်ထုတ်ပြရပါတော့เนาะဆိုတော့အဲ့လိုအဲ့လိုအတိုးလေးတော့ကျွန်တော်မြင်လုပ်ပါတယ်ဟုတ်တယ် just keep your ကိုယ့်ရဲ့ personality ကိုပြောင်းစင်နေနေ့တိုင်း report လုပ်နေ့တိုင်း edit ဆက်ပုံကိုချုပ်တင်ကျင်တာလျှောက်တင်အဓိက consistently ကို active ဖြစ်နေလို့ရှိရင်เนาะဒါ video တစ်ပြည့်နဲ့မြင်တာပါပဲဆိုတော့အခုဒီကျွန်တော်ပို့ပြီးတော့ဖြစ်သွားရပါလဲဆိုတော့ဒီရုပ်ရှင်ကားတွေအခုတို့ဒီ ရိုက်လာတယ်ပြီးတော့ဂီတာဘက်မှာလည်းဝင်လာတယ်ဆိုတော့ကိုယ်ဒီအပေးတဲ့လူတွေလည်းရှိမယ်အဲကျွန်တော်ဒီဂီတာလောကရဲ့စာဝင်နေရှိမှာဒါကျွန်တော်ကျွန်တော်တငယ်ချင်းအရင်ခေါက်ကြီးလည်းဖြစ်တယ်ဝီလင်ထုံးပါနော် project ကြီးကဝီလင်ထုံးနေကြတယ်သူဆိုလည်းဒါကျွန်တော်လော်ရအကတူတူပဲအကြောင်းတူတူပဲဒါကျွန်တော် post ပေါ်မို့ထဲကတရောင်းသားနှစ်ကောင်ပါနော်ဒီတရောင်းသားနှစ်ကောင်ပဲအဲဒူတူစူးစမ်းလာတယ်ပြီးတော့တချင်းတွေပိုင်းလည်းလုတ်ဖြစ်တယ်မထုတ်ဖြစ်တာလည်းရှိရပါနော်အချင်းတွေတစ်ခုကြောင့်မထုတ်ဖြစ်တာပဲရှိရတချင်းတွေလည်းအများကြီးပဲတူလုတ်ထားရပါနော် တော့သူရှိမယ်ပြအခြားအခြားသောသူလည်းအငွေချင်းအစ်တွေလည်းရှိရပါတော့ဒါပေမဲ့အခုချိန်အထိအဲ့လိုမျိုးဟိုဆက်သွယ်တောက်လျှောက်ရှိပြီးတော့အမြင်နဲ့တိုင်တိုင်မြင်ရှိလို့ရတာတော့ဝီလျံထွန်းကတော့ရှိပါတယ်ကိုဝီလျံထွန်းနဲ့အခုနဲ့ဒီတွဲဖက်ပြီးတော့အဟိုမှာဒီ music ဗီဒီယိုတွေတောင်းမရုပ်ရှင်ပဲကြီးတွေအဲ့လိုမျိုးဆက်သွားဖို့ရှိလားရှိပါတယ်ရှိပါတယ်ဟုတ်ကျွန်တော်လည်းစီဇန်နင်းနဲ့ဟိုတောင်းတောင်းနဲ့သူလည်းမအားကိုလည်းမအားဖြစ်ပြီးဝေးဝေးနေပါတော့နော်အားကြောင့်မလို့ဒါကျွန်တော်ဒီအချိန်ကိုစောင့်နေတာ duration နည်းနည်းကြာသွားတာပေါ့ဟုတ် အမှန်ဆိုအဲ့ post ကတင်ထားကြပြီဝီလင်းနဲ့ကျွန်တော်နဲ့ something coming တော့ coming soon ဆိုပြီးတင်ထားတဲ့ post ကနှစ်နှစ်ချီနေပြီခုထိမပြတ်မပြတ်သေးဘူးတင်တာပေါ့နော်သူမအောင်ပုံမှန်တော့တော်တော်များများတော့အဲ့လိုမျိုး experience ဆိုင်ရတော့ကျွန်တော်ရဲ့ကားတိုင်း series တိုင်းအဲကားကြီးတိုင်းကအများတန်းတော့အများတန်းအပြည့်အဝစဉ်းစားပြီးတော့ခက်ခဲမခက်ခဲကိုယ့်ကိုမခက်ခဲမခက်ခဲခင်းအောင်လုပ်လို့လုပ်တာပေါ့နော် I need a lover to keep me sane. Pull me from hell and bring me back again. And play me the classics, something romantic. Give it my all when I don't even have it. I don't have uh, it. အော်မဟုတ်မဟုတ်အဲ့တော့ကတော့ကျွန်တော်တို့က production team နဲ့လုပ်ခဲ့တာပေါ့နော်အဓိကတော့ဒီ love story ဆိုတဲ့ series ကိုဒါ promote လုပ်ရအနေနဲ့ရောဒါကျွန်တော်တို့ဒါ Angel Baby ဆိုတာလေးကတော့ Angel Baby ဆိုမဲ့ဟာတော့ကျွန်တော်ရဲ့ idea ဒီမျိုး music video ရိုင်းအောင်ကောင်းမလားဆိုပြောရတယ်ကျွန်တော်ရဲ့ idea ပါပြီးတော့မှအမမဆန်းဝင်ရေးပဲဒါတို့အဖွဲ့အနေနဲ့ဝမ်းမှုကုမှုဒီမှာ မျိုးစစ်ဗီဒီယိုတခုဖြစ်အောင်ဖန်တီးရတာပေါ့နော်ဆိုတော့အဲပေါ့ဟုတ်အမ်အခုကျွန်တော်လုပ်နေတဲ့မှာအဲဒီစီရီယယ်ရာပြည်သက်တွေကြည့်ဖို့တော့ကျွန်တော်တောက်လျှောက်ကိုစူးစမ်းပြီးရိုက်နေရပေါ့နော်ပြီးတော့ music ကလည်းအတခုအမကြခင်ပေါ့တကယ်ကိုမကြခင်အသက်တခုထွက်လာဖို့ရှိရယ် collaboration ကတော့ဘယ်သူနဲ့လဲဆိုတော့ကျွန်တော်ပြောလို့မရသေးဘူးလူတွေအကုန်လုံးစိတ်တိတ်ကိုင်းနေချင်းစိတ်ဆင်းရဲနေချင်းမှာဘာပဲပြောကိုကိုမှရှိတဲ့ live လေးကိုပျော်နေလို့ရပါသေးတယ်ဆိုတော့ ို music ပုံစံမျိုးလေးကိုကျွန်တော်ခုလုပ်နေရပါတော့အားလေးလာပါတော့မယ်ပြီးတော့ဘာပြောအခုလိုမျိုး TikTok မှာဆိုရဲ persona ပြောရလို့ပဲကျွန်တော်အာဒါဒီယောက်ျားလေးတူပေါ့နော်ယောက်ျားတူအားလုံးကြည့်လို့ရဖို့တော့ကျွန်တော်ဒီ for the bro ဆိုတဲ့ဟာလေးလည်းကျွန်တော်လုပ်နေရပါတော့အားလေးဆိုရဲတူတော့အားပေးရတယ်ဟိုဘုယောက်ျားလေးတူအဲ့လိုတီးတန့်ဘုသူရရမဲ့ series လေးပေါ့နော်ကျွန်တော်အိမ်မှာပဲကျွန်တော်ခန်းထဲမှာပဲဒီ iPad နဲ့ဟိုအလေးနဲ့ပေါ့နော်ပြန်တော့ပုတ်အသေးလေးပေါ့နော်အားလေးနဲ့ပဲကျွန်တော်ဒါပေမဲ့မဆက်ကြောင်းကျွန်တော်ရှောက်ပြထွင်ရတာပေါ့ အကောင်လုံးကတော့ကျွန်တော်ရဲ့အိမ်ကမိုင်းနေပဲအခန်းထဲမှာပဲကျွန်တော်ဆုံးခဲ့ရပါတော့စတူဒီယိုပဲတောက်ဖို့ကြတော့အဲ့ဒီမှာလဲပြီးတော့ပို့ဆိုတာကိုယ်ဖြစ်တဲ့အချိန်ကျတော့အပြင်ထုတ်လို့မရဘူးလေစတူဒီယိုကောင်းလားပိတ်ထားတယ်ဆိုတော့ကိုယ့်ကိုရှိရတယ်ပေါ့ကိုယ့်လို့ရတာပေါ့နော်အဲ့ဒီမှာဆိုဒီလိုမျိုးဒီအတန်လုံးတဲ့ဖော့တွေပါရကြတော့လဲမသိသေးဘူးလေမသိသေးရတယ်ကွာကျွန်တော်ဆောက်လိုက်ပြလို့အကောင်လုံးကဒီဒီလိုမျိုးဖြစ်နေကြတဲ့အချိန်မှာအကောင်ပိတ်ထားတယ်လို့ဖော့ရပဲဝယ်လို့မရတော့ဘာလို့ရလဲဆိုတော့တန်းပါလေတန်းနေချိန်ပြီးတော့စောင့်နေတယ်ဒီမှာအဲ့ဒီမှာရှေ့ခုံးကစောင့်နေတယ် လွာဟိုဘက်ဒီဘက်လွာပြီးတော့အဲ့လိုကြအတန်းလုံသွားတော့ပေါ့အဲ့လိုမျိုးလေးရှောက်လို့အဲပြီးတော့မိတ်ဆင်ဆွဲတာအစားပေါ့နော် မိတ်ဆင်ဆွဲတာလည်းအဲ့လိုဟိုတကယ်ကိုအဲ့တုန်းက music အကြောင်းဘာမှတော့အရင်မသိတာမိတ်ဆင်ဆွဲလို့ရှိရင်တော့မကောက်ကိုအိမ်မှာကျိုးစားပြီးအောင်ဆွဲရပါတော့နော်အဲ့လိုမျိုးဒီလောက်ခဲ့ရတာပေါ့နော်ဟုတ်ဟုတ်ဟုတ်တကယ်မတရားပြပါတကယ်ပါဒီဒီဒီကာဗွန်ဆောင်းဆိုခဲ့တဲ့အချိန်ကဆိုခဲ့တဲ့အဲ့လိုကာဗွန်ဆောင်းဆိုခဲ့လို့တကယ်မတရားအများကြီးပဲဟုတ် 过一个月的过百的千的啵，到千的嘛，真的到到了，到过年你只能拿到千的到千的啵。<好 S 2> မယောက်ျားလေးတယ်ကိုယ့်ရဲ့ရည်စားကိုပြောခြင်းမယ်ပြောလို့ရမယ်ဆိုစကားလေးပေါ့အမြင်နှိုးဆုံးမင်းကိုပြောမယ် I love you I need you ဆိုတော့ဒါယောက်ျားလေးလည်းပြောဖို့ရတဲ့စကားတစ်ခုပေါ့နော်ဒါကိုယ့်ရဲ့ရည်စားလေးကိုပြောတဲ့အချိန်ဘယ်လိုပြောမှာလဲနော်ကျွန်တော်ရှင်းရသေးတယ်ဆိုတော့အဲ့လိုပြောပြောလို့ပြောဖို့ရအောင်အတွက်ကိုကျွန်တော်ဒီ Valentine's Day အတွက်ကိုထုတ်ခဲ့ရခြင်းလေးပါလို့အဲ့လို အဘောကိုအကိုကိုယ်တိုင်လည်းပြောပြောလို့ရဟိုပြောရှင်နေစကားလေးပေါ့နော်ဆိုတော့ဘယ်နေမှာအကိုအဲ့တချင်းတပုတ်ပေါ့ဥပမာကျွန်တော် တချင်းတပုတ်တပုတ်ရေးမယ်ဆိုရင်အကိုဘယ်နေတားလေးဟုတ်ဘယ်နေရက်လောက်ပေါ့ကိုတော်တော်လေးစဉ်းစားခဲ့ရတော့မျိုးလေးတွေရှိခဲ့ပြီလေအမ်တချင်းကြီးတာတော့တချင်းကြီးတာတော့တကယ်မှုပါလို့ရှင်တော့တော်တော့ခက်ခဲမှာဟုတ်တယ်တကယ်တကယ်မှုထည့်ပြီးရေးမယ်ဟိုဘယ်လိုပဲကြောင်ညာရပါရဲ့ကြောင်ညာရပါရေးရဆိုလို့ရှင်တော့ဒါဟို စဉ်းစားရတာပေါ့နော်၄ရက်၅ရက်လောက်စဉ်းစားရ revise ပြန်ပြလိုက် client ဘက်ကမကြိုက်ဘူးဒါလည်းပြန်ပြပြီးလို့ဆိုအဲ့တော့ကြာတာပေါ့တကယ်တမ်းကိုယ်စိတ်ထဲမှာရှိကိုယ်တချေရေးမယ်ဆိုလို့ရှင်တော့အကြဆုံးကတော့အကြဆုံးချောတာနဲ့ပြန်လှုပ်တာနဲ့ပါဆို၂ရက်၃ရက်ပေါ့အဲ့လိုဆိုတော့တပိုးတော့ပြီးပါတယ်တကယ်မှုပါနေပေါ့နော်ဟုတ်အားလည်းအားတယ်ရွှေတယ်လည်းမရှိဘူးဆိုရင်တော့အဲ့အိမ်မှာပဲဆင်တော့ပေါ့နော်ဟုတ်ဆိုတော့အဲ့ဂီတာပေါ့ဂီတာပုံမှန်ကိုယ်လိုမျိုးစက်သွားနေနေဟိုနည်းနည်းဘယ်လိုခေါ်မလဲကိုယ် အဲလိုက်ထရူဒါမှမဟုတ်ကိုယ့်ကိုမှဒီအပင်းနေနေတဲ့လူလည်းရှိရယ်ကိုယ့်ကိုမှနည်းနည်းတိတ်ပေါ်ပါပေါ့မကြိုက်သေးလူလည်းရှိတော့ရှိတော့အဲ့လိုမျိုးကိုယ့်မှတွေ့ကြုံဟိုပါပေါ့ကြုံတွေ့ခဲ့ရတာတွေရှိလားဂီတာနဲ့ပတ်သက်ပြီးအာရှိရပေါ့အများ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 စားကျွန်တော်ရှိခဲ့တာအာဒါပေမဲ့အာအခုအချိန်မှာဘယ်လိုဘယ်လိုခေါ်မလဲအာအဲ့လိုမျိုးရှိခဲ့တာလည်းကျွန်တော်ဝမ်းမနေစိတ်မကောင်းလည်းမဖြစ်ဘူးအမှန်တမ်းပြောလို့ရှိရင်ကိုယ်ကပညာရောမရသေးဘူးเนาะတခါကြောက်လို့ရှိရင် တို့ဆဆဆဆချင်းဆဆချင်းဆိုကွာဒီကဆက်ကိုရန်နေစပြီးတော့ဒီတခြင်းဆိုတဲ့အချိန်မှာ back comment စလာတဲ့အချိန်တော့အရင်တော့စိတ်ထိခိုက်ရတာပေါ့ကျွန်တော်တို့ကလည်းအဲ့လိုပဲကျွန်တော်ကအဲ့လိုမျိုး back comment စအာမင်းအဲ့လိုတခြင်းမလို့တခြားကလုတ်ပါလားအဲ့လိုသာအဲ့အနောက်ကို like ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်လည်း i think ဒီလိုအချိန်မှာဒီလိုအချိန်တွေတခုမှကျွန်တော်ရှိနေမယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ကိုကိုတိုင်ပဲဟိုပြည့်သက်တီကိုကိုကဘာလို့လဲဆိုတော့မြင်စီချင်တော့ကျွန်တော်ရုံကြည်ချင်းနဲ့တောက်လျှောက်ဟိုပြောခံဆိုခံပြီးပြခဲ့လို့သား ကျွန်တော်အခုချိန်မှာအော်ဟုတ်တာနေတော့ကဒီလိုမျိုးလူမျိုးပဲဆိုတော့မြင်ရတာပေါ့နော်အဲ့တော့ဒီခေတ်မှာလည်းအခု influence လုပ်နေတဲ့ကလေးအပေါ်မှာလည်းကျွန်တော်တကယ်တမ်းပြောရမယ်ဆိုလို့ရှိရင်လေအဲ့လိုမျိုးကိုယ့်ကိုဘယ်တော့မှ lose မဖြစ်နေပေါ့နော်ဘယ်တော့မှသူများလိုချင်တာကိုမပြပဲနဲ့ကိုယ်မြင်စေချင်တာကိုပဲကိုကဘာလို့လဲဆိုတော့ကိုတကယ် personal asset ကိုပဲပြပေါ့နော်အဲ့အလေးကိုကျွန်တော်အဓိက main target ပြောချင်ပါတယ်ဟုတ်အထူးတစ်ချက်ပြောမယ်ဆိုတော့ကိုရဲ့ TikTok မှာဆိုရင်တော့အဲ့ဟိုဘာလဲဘာမို့ creating လေးလုပ်ထားတာလေဗီဒီယိုလေးတွေဆိုတော့တော်တော်နေတာခုနောက်ပဲတော်တော်လေးကိုညားရတယ်အကုန်လုပ်ထားတာဆိုတော့ဟုတ်ဟုတ်ဟုတ် တကယ်ဟိုနောက်ပိုင်းမှာဆိုရင်အကိုလိုပဲဒီ world creating လုပ်တဲ့လူတွေအဲ့ဒါကကဒီ music ပါဝါဒနာပါတဲ့လူတွေရှိတယ်ဆိုတော့တော်တော်နည်းနည်းကဒီဟိုဟာလေးဒီဂီတာဖတ်ချမ်းပါဆိုရင်အကိုရဲ့ဘယ်လိုလဲဆိုတော့အာတမကာရှန်ကာပဲသိရမလားချင်းလေးဆိုလိုက်တယ်တင်လိုက်တယ်နိမေကြီးပေါ့အဲ့အဲ့အဲ့လို့လှလာတယ်တွေ့နေရတယ်ဆိုတော့အကိုအနေနဲ့ကလေကိုကိုလာနုတို့ပေါ့ဂီတာကိုတကယ်ဝါဒနာပါတယ်ဂီတာပေါ်မှာတော်တော်လေးကဒါလှုပ်ချင်တဲ့လူ creating လှုပ်ချင်တဲ့လူတွေတော့ကိုဘာညာပြောရကျင်းလဲကျွန်တော်က ျွန်တော်လည်းအဲ့လိုမျိုးစသလုပ်ခဲ့တော့ experience ဘာမှမရှိတဲ့သူပြောင်းနေတဲ့ဒါ sharing လုပ်ရတယ်ပိုကောင်းတယ်ကွာသိလားကျွန်တော်ဆိုပူအောင်ဆိုးသေးတာဒီ theory တွေလည်းမသိခဲ့ဘူးဟိုဒီ music နဲ့ပတ်သက်ပြီးတော့ကြောင်းနေတယ်မတက်ခင်ရအောင်ကွာဆိုတော့ဘာမှ experience မရှိဘဲနဲ့ကောက်ပြီးတော့လုပ်တဲ့သူတွေနဲ့ sharing လုပ်ရမယ်ဆိုရင်ဘာပြောချင်လဲဆိုတော့ဟိုကျွန်တော်ကျွန်တော်လည်းမျိုးကွာ experience ဘာမှမရှိတဲ့သူတော့မှကိုယ့်ရဲ့အိမ်အခန်းလေးထဲမှာပဲဒီ iPad လေးတစ်လုံးနဲ့အဲ့လိုမျိုးလုပ်လို့ရရပါတော့ဆိုတော့ ကျွန်တော်လည်းအခုဟိုဟိုးအရင်လာရတော့အမြဲတမ်း tutorial တွေအမြဲတင်ပြရပါတော့ how to make music ဆိုပြီးတော့အိမ်မှာပဲဘယ်လိုမျိုးလုပ်လို့ရလဲအမြဲတင်ပြခဲ့တယ်ဆိုတော့အဓိကပြောချင်တာကတော့ဒီလိုမျိုးဟို music တွေပဲလုပ်မယ်ဆိုလို့ရှိရင်ကိုကအမြဲတမ်း creative ဖြစ်ဖို့အဓိက creative ဖြစ်ဖို့ကနံပါတ်1အဘသူကဒါလုပ်နေလို့ငါဒါကိုလည်းလွတ်မယ်အဲ့လိုအဲ့လိုမျိုးကတော့ဒါရှိတော့ရှိရဲဒါပေမဲ့အမြင်တော့မဟုတ်ဘူးနော်ကိုယ့်ရဲ့ယုံကြည်မှုကိုလည်းကိုကပြရမယ်ဆိုတော့ကိုသွားခြင်းနဲ့စတန်တယ်ပဲကိုအမြင်သွားတာတော့အကောင်းဆုံးပဲ နေထိုးဆိုတော့ဒီအခုမြင်ရတဲ့ဒီ public figure ကပျောက်သွားပြီးတော့မှဒီ character တစ်ခုပေါ့နော် maybe maybe ပြောလို့မရဘူးအခုကျွန်တော်ရိုက်မဲ့ကားကလည်းဒါအဲဟိုအဲ့လိုမျိုးအောင်မြင်အောင်မြင်သွားနေတယ်ပေါ့နော်အဲ့တော်တော်မမမိလောက်ပိန်သွားတာပဲဆိုအဲ့လိုမျိုးကျွန်တော်ဖြစ်အောင်လို့တော့ကျွန်တော်စူးစမ်းနေပေါ့နော်အဲပြီးလို့ရှိရင် music ဆိုလို့ရှိရင်လည်းဘာပြောတာဆက်လုပ်တော့ဖို့စီစဉ်ရှိရပေါ့နော်ပြီးတော့ဒီ TikTok မှာဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့အဲ့လိုလူငယ်တော့ for fun ပဲဖြစ်ဖြစ်ပညာရေးပဲဖြစ်ဖြစ် education ဖြစ်ဖြစ် content တွေကျွန်တော်တောက်လျှောက်တင်သွားဖို့တော့ရှိပါတယ်အဲ့နောက်ပိုင်းမှာအခုအနေနဲ့လीတော့ဟိုဘောဥမာဒီ music ပေါ့နော် music creating နဲ့ပတ်သက်လို့တခြားဥမာအခုအနေနဲ့ပရိတ်သတ်ကြီးပဲဖြစ်ဖြစ်ဒါမှမဟုတ်အခုနဲ့ဒီ finder ပေါ့နော်ခင်ရလေးတို့လို့အခုအနေနဲ့ knowledge share ပေးရမယ်ဆိုရင်တကယ်ကျွန်တော် advice ပေးရဆိုတော့ဟိုကိုကကိုပေးလိုက်တဲ့ advice ကသူများနဲ့လည်းကိုက်ညီနေမှာရမှာကိုနေရာမှာရှိနေမှာလည်းအစင်ဒီမှာဆိုတော့ advice ဆိုမပေးတော့ဘူးပေးမနဲ့ တကယ်သာအဲ့လိုမျိုးဒီအခုဒီ startup ကလေးပေါ့ဒီ kitchen generation เนี่ยအရင်ဖြစ်ချင်တယ်အဲကျွန်တော်ရဲ့ဒီ comment တွေ messenger မှာဆိုလာလာမေးကြရယ်ဝေးပထမဆုံးနေလာဘယ်လိုမျိုးဘယ်လိုမျိုးဟိုရိုက်ဘူးဒီပေါ့နော်ဒီ um ပြောမစ production တွေပေါ့ production တွေဒါပါတော့ operation ဆိုတာ hey play လို့မဟာလို့အဲ့လိုမျိုးနော်ဒီ production တွေဘက်ကသမီးတို့သားတို့သိအောင်ဘယ်လိုလုပ်ရမလဲဘယ်လိုပြရမလဲဆိုတော့ဥပစနာပြောခဲ့လို့ပဲ just keep your ကိုယ့်ရဲ့ personality ကိုမပြောင်းစင်နဲ့ဟုတ်လို့ဆိုတော့ဟိုအကိုတို့ကျွန်တော်တို့ရှိမယ်ဒီဒီအခါမှာလူငါးယောက်ရှိအဲ့လူငါးယောက်လုံးကသူ့ရဲ့ difference တောင်ရှိတယ်။အကြည့်ကြည့်လိုက်တောင်တောင်တဲ့လုံးဝမတူစရာဘူး။ဒါပေမဲ့တကယ်တမ်းအဲ့လိုမျိုးစင်းမော်ရိုက်ပြီးရိုက်ပြီးဆိုလို့ရှိရင်အကောင်လုံးကဒီ identity တစ်ခုလေအဲ့လိုမျိုးဖြစ်ဖြစ်သွားကြတယ်များရပါနော်။အဲ့လိုကြတော့ကျွန်တော်တို့ဖြစ်နေချင်တာကတော့သူသူများလာခေါ်တာကိုကမဆောင်နိုင်ပါနဲ့။ကိုကကို့မှာဘာလုပ်နိုင်တယ်။ကို့မှာဘာတွေရှိရယ်။ကိုကဘယ်သူကိုကဘာဘယ်သူလဲမတူဘူးဆိုတဲ့ဟာကိုကအဲ့လိုမျိုးအရင်ဆုံး ဘာမှမဖြစ်ဘူးနေ့တိုင်း record လုပ်နေ့တိုင်း edit ဆက်ပုံကိုတင်ကျင်တာလျှောက်တင်အဓိက consistently ကို active ဖြစ်နေလို့ရှိရင်ဒါလူတွေတပြည့်နဲ့မြင်လာမှာပဲကြည့်ရသူမရှိဘူးဆိုတော့အနည်းဆုံးတော့တယောက်တော့ကြည့်မှာပဲတယောက်ကြည့်မယ်အော် video share ဖို့တင်ပြလို့ရှိရင် share လောက်ကြည့်လာမယ်ပြီးတော့အခု90လောက်တင်လို့ရှိရင် maybe အယောက်90လောက်ကြည့်လာမယ်အဲ့လိုပဲတပြည့်နဲ့အဲ့အနေနဲ့ fan base ကကိုအဲ့လိုမတိဆောက်ရတာပေါ့နော်ဆိုတော့ကျွန်တော်သာပြောမယ်ဆိုရင်တော့ music ပဲဖြစ်ဖြစ်နုပညာဖြစ်ဖြစ်ဒါမှမဟုတ်ရှင်ကိုကဒီလိုမျိုး educational daily vlog ပဲဖြစ်ဖြစ်ဘာပဲတင်တင် just နေတိုင်း consistent ဖြစ်အောင်လုပ်လုပ်တဲ့အချိန်မှာလည်းတကယ်ကိုကိုယ့်ရဲ့ personal ကိုပြချင်တဲ့ပြဿနာတွေကိုငါကဘယ်သူပါငါဒါဆိုတော့ပုံအောင်ပြပါလို့ကျွန်တော်အဲဒါလေးပဲကျွန်တော်ပြောနိုင်မှာဆိုတော့ဒီ artist နဲ့ပတ်သက်တာခုနလိုပေါ့အကိုရဲ့ဒီအစိုးပိုင်းဒီဂီတာပေါ့နော်ဂီတာပိုင်းမှာအကိုတကယ်လေးစားအားကြရည်လေညာနောက်ပိုင်းမှာတော်တော်လေးရှိလာကြရတော့အကိုအနေနဲ့ရှေ့ဆက်ပြီးတော့ပေါ့အဲဂီတာနဲ့ပတ်သက်လို့လုပ်ပေးပါဦးတို့တွေ um အဲပထမဆုံးအနေနဲ့ thank you ပါဟို အဲကျွန်တော်ကိုဒီအဲဘောပေါ့နော်ဘာလဲပေါ့ဘာဘာလဲဆိုအချင်းကနေစပြီးတော့မှဆက်ကျွန်တော်16နှစ်ပေါ့အေးပေါ့ကျွန်တော်16နှစ်ကစပြီးတော့ဟို29နှစ်ထိပေါ့နော်29နှစ်ထိတော့မှအဲ့လိုမျိုးဘာလဲနေထွက်အဲ့လိုမျိုးတောက်လျှောက်ကိုအားပေးလာတဲ့ဒါပြည့်တက်တယောက်ချင်းစီကိုကျွန်တော်အရင်လည်းကြည့်သူတင်တယ်ပြီးတော့အရင်လည်းကံကောင်းနေတော့ကျွန်တော်ခံစားရတယ်ဘာလို့လဲဆိုတော့ ဒီလိုပြည်သက်တွေရှိနေလို့တောက်လျှောက်ကျွန်တော်နဲ့ light တက်ပြီးတော့အားပေးနေပြည်သက်တွေရှိနေလို့လည်းကျွန်တော်အခုချိန်ထိလည်းနေထိုးဆိုတဲ့ဟာရှိနေလားအဲ့တော့ကြောင့်မလို့ကျွန်တော်အဲ့ဒါဘယ်တော့မှမေ့ဘူးကျေးဇူးလည်းအမြင်နဲ့တင်နေအောင်ပါအဲဟိုလိုမျိုးပရိုဆနာပြောတာကျွန်တော်ဒီဂီတာကဘာအောင်လေးစားရဲပြတ်တဲ့အားလုံးလည်းကျွန်တော်ကျေးဇူးများတင်နေကျွန်တော်ကိုယ်တိုင်ကလည်းဒါအခုချိန်ထိလည်းလေးတာနဲ့တော်ဖြစ်တယ်ပေါ့နော်အဲ့တော့ကြောင့်မလို့အဲကျွန်တော်ကတော့အများကြီးတော့ပြောစရာမရှိပါဘူးတကယ်ပြောမယ်ဆိုတော့ကျေးဇူးများတင်ပါတယ်ဒီကျေးဇူးလည်းကျွန်တော်ဘယ်တော့မှမေ့ဘူးထပ်ပြီးတော့လည်းကျွန်တော် အဲစူးစမ်းနေတယ်ပေါ့နော်အကောင်းဆုံးနေအကောင်းဆုံးနေဖြစ်လာအောင်ကျွန်တော်စူးစမ်းပါမယ်အတွက်ကျွန်တော်ပြောရတယ်ဟုတ် okay ပါဒီနေ့ကတော့ကျွန်တော်ခုနေထွန်းနေပေါ့နော်သူခေတန်းခေရတယ်အနုပညာနဲ့ဂီတပေါ့နော်ဒီဂီတဆိုရင်ပဲဂီတမှာဆိုရင်သူဘလိုခရီးရှင်လုပ်ခဲ့တယ်ဘလိုတွေမှသူဖန်တီးမှုတွေတွေ့လုပ်ခဲ့တယ်ပြီးတော့သူ့မှာတော်တော်လေးအားကြတဲ့လူတွေကိုသူ့အနေနဲ့ဟိုချစ်ဆက်ပြီးပြောပြပေးသွားပဲဖြစ်ပါတယ် okay ပါနောက်ပိုင်းနေမှာကျွန်တော်ဘလူတွေနဲ့ထပ်မံဖိတ်ခေါ်ပြီးတော့ ဗီဒီယိုလေးလို့သွားမလဲဆိုတော့ဆက်လက်စောင့်ကြည့်ပေးသွားပါဦးခင်ဗျာ။